င်္ဂလာပါရှင်ဒီကနေ့မှာတော့ April 28ရက်နေ့က The Business Standard မှာ TPS Report ကရေးသားထားတဲ့ Bangladesh နိုင်ငံရေးပါတီ Jamaat Party ဟာတရုတ်ကွန်မြူနီပါတီနဲ့တွဲဆုံစဉ် Rohingya တွေအတွက်လွတ်လပ်တဲ့ရခိုင်ပြည်နယ်ကိုတည်ထောင်ဖို့အဆိုပြုပါတယ် Jamaat Propose Independent Arakan State for Rohingya during meeting with Chinese Communist Party ဆိုတဲ့စောင်းပါကိုဘာလာပြန်တင်ဆက်ပေးသွားပါမယ် ဧပြီလ28ရက်နေ့ကဒါကာမှာရှိတဲ့ဟိုတယ်တစ်ခုမှာတူကွန်မြူနတီပါတီ CCP နဲ့တွေ့ဆုံစဉ်ဂျမတ်အက်အီအစ္စလာမီပါတီကရိုဟင်ဂျာအများစုနေထိုင်တဲ့ဒေသတွေမှာလွတ်လပ်တဲ့ရခိုင်ပြည်နယ်တည်ထောင်မှုအဆိုပြုခဲ့ပါတယ်။တွေ့ဆုံမှုအပြီးမှာဂျမတ်အက်နာရတ်အမီယာဆိုင်ရန်အဘဒူလာမိုဟာမက်တာဟဲကဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာတိတိတမနှစ်တန်းရှိနေပြီးသူတို့ဟာလူမဆန်တဲ့ဘဝကိုဖျက်ဆီးနေရပါတယ်။ အစာအသောက်နဲ့ခိုးလုံရပေးတာဟာအဖြေမဟုတ်ဘူးလို့ကျွန်တော်တို့ပြောခဲ့တယ်လို့ဆိုပါတယ်။ဒါကိုဖြေရှင်းဖို့အဖြေကတော့သူတို့ရဲ့ကိုယ်ပိုင်မြေမှာပြန်လဲအခြေချဖို့နဲ့လွတ်လပ်တဲ့ရခိုင်ပြည်နယ်တည်တခုတည်ထောင်ဖို့ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်ဒီနေရာမှာအရေးပါတဲ့အခမ်းအနားကနေပါဝင်နိုင်တယ်လို့ဂျမန်အန်နာရတ်အမီယာဆိုင်ရက်အဘဒူလာမိုဟာမက်တာဟဲကပြောကြားခဲ့ပါတယ်။ ဒါအပြင်ဒေတာတွင်လုံခြုံရေးကိစ္စကိုလည်းဆင်းရဲခဲ့ကြောင်းနဲ့ဒီဒေတာမှာဘသူကမှတအုပ်ကိုတအုပ်ရန်လိုတဲ့သဘောထားမရှိဖို့အတွက်ပဲဖြစ်ပါတယ်ဒီပွဲဟာပါတီချင်းချင်းတွဲဆောင်ပွဲဖြစ်ကြောင်းနဲ့ဂျမတ်အပါတီအနေနဲ့တရုတ်ကွန်မြူနတီပါတီ CCB နဲ့ဆက်ဆံရေးတုံ့ပြန်မှုအခွင့်အရေးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ရွေးကောက်ပွဲနဲ့ပြုပြင်ပြောင်းလဲရေးအပေါ်တရုတ်ကိုယ်စားလှယ်တွေကရွေးကောက်ပွဲကိုဘယ်အချိန် ဘယ်နေရာမှာဘလို့ကျင်းပါမလဲပါတီအနေနဲ့အဓိကအကြံပေးပုံကိုတတ်မှတ်ထားတဲ့အချိန်စရာကိုထောက်ခံသလားမေးမြန်းခဲ့ပေမဲ့လည်းတရုတ်ကိုယ်စားလှယ်တွေကပေကျင်းဟာဘယ်နိုင်ငံရဲ့ပြည်တွင်းရေးကိုမှဝင်ရောက်စစ်ဖက်တာမရှိဘူးဒီမူဝါဒအတိုင်းပဲဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်းကျင့်သုံးသွားမှာပါလို့ဆိုပါတယ်